အင်္ဂလိပ်စာကိုလေ့လာတဲ့နေရာမှာအလောက်ကိုင်းတဲ့အကြောင်းကိုမပြောတတ်ဖို့ကလည်းမဖြစ်မနေပါပဲ။အားကြောင့်မဖြစ်မနေသိထားဖို့လိုတဲ့အလောက်ကိုင်းတဲ့ပတ်သက်တဲ့မေးခွန်းတွေကိုကိုယ်မေးလာခရင်ဘယ်လိုဖြေမလဲဆိုရယ်သူများကိုမေးတောင်းရယ်ဆရာဒီနေ့ day 15မှာသင်ပေးမှာဖြစ်ပါတယ်။ကဲတော့ဒီမှာရေးထားတဲ့မေးခွန်းလေးတွေကိုတစ်ချက်လောက်ကြည့်မယ်။အတတ်မိုးဝမ်းကြောင်းတို့ကမင်းပါလို့လဲ။ဒီစာနဲ့တွေ့ရတဲ့အခါမှာဒီစာနဲ့တကြောင်းတည်းစာတယ်မဟုတ်ဘဲနဲ့ဒီစာနဲ့မှာတောင်းတဲ့ vocabulary ရဲ့အသုံးပြုပုံတွေနောက်မှကျတော့သူကနေပွားလို့ရတဲ့ဟာတွေကဆရာတစ်ချက် sharing လုပ်ပေးမှာဖြစ်တဲ့အတွက်ကြောင့် စာအုပ်တုပ်ထဲမှာမလုပ်ထားမှာဆိုရင်ဒေချာလေးရေးမှတ်ရမယ်နော်အဲ့လိုမျိုးနေတိုင်းလေ့ကျင့်ရမယ်ဒါဆိုရင်ဒီ series ကတော့ဒါ English speaking ကောင်းမှုရက်60 CD ဖြစ်တယ်ပေါ့နော်ရက်60ဆိုတာဗီဒီယိုပေါင်း60ရှိတယ်ဒေချာလေးလုပ်မယ်ဆိုလို့ရှိရင် level အတိုင်းခါတစ်ခုစီကိုရောက်သွားနိုင်တဲ့တော့ဒေချာလေးလုပ်ဖို့ဆရာအကြံပြုတယ်ပေါ့နော်ကဲနောက်တစ်ခါမင်းဗမာအလုပ်လုပ်လဲကဲခုကိုအလုပ်လုပ်တဲ့နေရာကိုမင်းမှာဖြစ်တယ်နောက်တစ်ခါကျတော့မင်းရဲ့အလုပ်ကိုမင်းကြိုက်လားကိုလုပ်နေတဲ့အလုပ်ကိုကိုကြိုက်လားဆိုပြီးမေးမှဖြစ်ပဲမင်းရဲ့အလုပ်ကဖီအားတွေများလားဆိုရင်မင်းကလေးလည်းမေးတတ်မှဖြစ်တယ် တော့ဒီဖီးယားများရဲ့ဘာလို့ဆိုရဲဟာဒီမသိရင်သိသွားမယ်ပေါ့ဗျာတော့မင်းကအချိန်ပြည့်လှုပ်လှုပ်တာလားအချိန်ပိုင်းလှုပ်လှုပ်တာလားအနောက်တစ်ခါမင်းရဲ့အလုံးနဲ့ပတ်သက်ပြီးအကောင်းဆုံးအရာအကောင်းဆုံးအပိုင်းကဘာလဲကိုယ်အလုံးနဲ့ပတ်သက်ပြီးတော့ကိုယ်အလုံးဆိုတာကိုယ်လှုပ်ပြီဆိုရင်မကြိုက်ဖက်နဲ့လှုပ်လို့မရကြိုက်တဲ့လှုပ်တစ်ခုပြီးချိန်ပြီးလှုပ်ရတယ်အလုံးနေပြီဆိုရင်လည်းအဲ့အလုံးကအကောင်းဆုံးအပိုင်းလေးရှာတင်တယ်အဲ့ကိုယ်လှုပ်တဲ့အလုံးထက်မှာကိုယ်အကောင်းဆုံးအပိုင်းလေးအကြိုက်ဆုံးအရာ အရာနဲ့အပိုင်ကြိုက်တာတုံးလို့ရတယ်အဲ့ဒါကဘာလဲဆိုတာမျိုးကိုကိုယ့်ဘာကိုအရင်စပြီးတော့ရေးကြည့်မယ်စာလေးစီပြီးရေးကြည့်မယ်ပြီးရင်ဆရာအကုန်လုံးအပြည့်စုံ share ပြန်မှာဖြစ်တယ်ကစမ်းကြည့်ကြပါဦးအဲဒါဆိုရင်ဒီနေရာမှာဆရာတို့အပြည့်တိုက်ကြမှာဖြစ်တယ်အပြည့်မတိုက်ခင်မှာဒီနေရာမှာနည်းနည်းတဲတဲကိုဝယ်လေးဖြစ်စေခြင်းတဲ့ဟာလေးရှိတယ်အဲ့ဒါဘာလဲဆိုရင် do ရယ် walk ကဲ job ကဲဆိုပြီးတော့ဒီတော့ကိုနည်းနည်းတက်တက်ဝယ်လေးဖြစ်စေချင်တယ် job ဆိုတာကအလုပ်ကိုင်းလို့မှတ်ထားရမယ် job ဆိုတာကလည်းအလုပ်ကိုင်း walk ဆိုတာကအလုပ job ကိုဆရာဥပမာပြောမှာဆိုရင်ဆရာ a teacher ဆိုရင်ဆရာတယောက်ဆိုရင်ဒါသူ့ရဲ့အလုပ်အကိုင်ရဲ့နာမည်ကို job လို့ခေါ်ဖြစ်ပြီးတော့သူ့ရဲ့အောက်မှာရှိတဲ့လုပ်ငန်းတွေစာသင်တာစာစစ်တာเนาะဒါတွေအကုန်လုံးအဲ့လိုလုပ်ငန်းတွေကိုကြာဘာလို့ခေါ်လဲဆိုရင် work တွေလို့ခေါ်တယ်။အဲ့ work တွေကိုလုပ်တာကိုကြာတာဘာလို့တာလဲဆိုရင် do လို့ခေါ်တယ်။အဲ့တော့ do ကိုလုပ်တယ်လို့မှတ်ထား။ work ကအလုပ်လုပ်တယ်လို့မှတ်ထားမယ်။ job ကတော့အလုပ်အကိုင်ဆိုပြီးမှတ်ထားမယ်။ဒါဆိုရင်အဲ့ဒီလုံကိုတဲတဲကိုပဲဖြစ်ရင်ဒီမှာရောထွေးမှုတွေတိတ်ပြီးတော့မဖြစ်တော့ဘူး။ ကဲဒါဆိုရင်ရမောင်းချောင်းအဖြစ်တက်ရအောင်မင်းအသက်မွေးချောင်းတို့မင်းဘာလုပ်လဲဒီ series ရဲ့အရှိမဆရာကအင်္ဂလိပ်စာအောက်တက်ချင်ဖို့ဆရာ30 series ဆရာလို့ဆရာတင်ထားပေးတယ်အမှဆိုရင်လဲမေးခွန်းတွေဘယ်လိုလုပ်ရမလဲဆိုတာဆရာတင်ထားပေးတယ်အဲ့တော့အဲ့ series ပြီးမှဒီ series ကိုလာပဲဘယ် series ကိုပဲသွားသွားအဲ့ရှေ့ဆုံးကအဲ့အောက်တက်ချင်ဖို့ဆရာ30 series ကိုလည်းကြည့်ဖို့ပြ comment ပေးရပါတော့ဘာလုပ်လဲလဲမေးခွန်းဆိုလို့ရှိရင် WH နဲ့စာတော့မယ်အဲ့မှာမှဘာဆိုတာတော့ဆရာကဘာလဲဆက်လဲဆိုရင်ဟိုက၆လက်တယ် မေခွန်းတစ်ခုဖြစ်ဖို့ကမေခွန်းစကားလုံးထုတ်နေမပြည့်စုံဘူးရှေ့အခုထောက်ရတယ်ပုံမှန်ကိစ္စဆိုရင် do does အခုလုပ်နေကိစ္စဆိုရင် am is are အတိတ်ဆိုရင် did ထောက်ရတယ်ဒါပုံမှန်ကိစ္စအောင်မေးရဖြစ်တော့ do does ထုတ်မယ်အမှမှမေးမှာက you you ဒီဆရာတို့ရှေ့ဆုံး ac မှာပဲပြောထားပြီးသား first person second person ပေါ့နော် second person အများသဘောဆောင်တဲ့ကောင်ဖြစ်တယ်အများသုံးတဲ့ do ပဲသုံးရတယ်အဲ့ဒါမှဖြစ်သွားတယ်ဆိုရင် what do you တော့ဟာကြတော့မင်းဘာအလုတ်လုတ်လို့မရပါဘူးเนาะမင်းဘာလုတ်လဲပဲဖြစ်တဲ့တည်းကြောင့်ဆက်တော့ဘာပဲတော့ဆိုရင် do တော့တယ်ဘာအလုတ်လုတ်လဲဆိုရင် work ကိုတော့မှာပေါ့ဘာလုတ်လဲဆိုရင်တော့ဟို do you do ပဲထပ်တော့တယ်အဲ့ဆိုအဲ့လိုတက်တက်ကိုဖြစ်သွားပြီเนาะကဲအတွက်ကိုကြတော့အဲ့ဒါလည်းရှေ့မှာသင်ထားပေးပြီးသား for အတန်မူဝန်ကြောင့်အတန်မူဝန်ကြောင့်အတန်မူဝန်ကြောင့်တဲ့ဆရာပြောလေးလဲဆိုရင် a living ဒါဆိုဒီမသိတဲ့ဟာလေးတွေမသိသွားဘူးလား တိသွားတဲ့ဟာလေးကိုမှတ်မှတ်သိဘူးလားမှတ်သိတာပေါ့နော်တေချာလေးမှတ်မယ်တေချာလေးကြက်မယ်ပေါ့နော်ဆရာတေချာလေးရတဲ့ခြင်းလို့တေချာလေးရှင်းပြနေရဖြစ်ပြီးတော့ဇွဲလေးရှိရှိလေးနဲ့လေးကျင့်စေခြင်းနဲ့ရသွားစေခြင်းအဲ့တော့ပြန်ပြောမယ် what do you do for a living what do you do for a living မင်းရဲ့အတန်မွေးရန်ကြောင်းအတွက်မင်းဘာလုပ်လုပ်လဲအဲ့ for a living ထုတ်ပြီးတော့မင်းဘာလုပ်လုပ်လဲလို့မင်းလည်းရတယ် what do you do ဒီမှာလည်းရထားလေးရတယ်ဒါမှမဟုတ်အတန်မွေးရန်ကြောင်းအတွက်ဖြစ်အောင် for a living လို့တောင်းလည်းရတယ်ကဲနောက်ခုသွားမယ်မင်းဘယ်မှာအလုပ်လုပ်လဲ ဘယ်မှာဆိုတဲ့အကြောင်းလဲမျိုးကိုဆိုရှေ့ကိုဆရာပြောလို့ပဲ WH ထုတ်ရတော့မယ် WH ထုတ်ပြီးဘယ်မှာဆိုတာနေရာဆိုရင်ဟုတ်တမဟုတ်တော့ဘူးဝဲဖြစ်သွားပြီဝဲပြီးသွားတဲ့ခါကျလို့ရှိရင်အခုထုတ်ရမယ်ဆိုမင်းကိုပဲမင်းမှာဆိုတော့ဆရာဒူးပဲထုတ်မယ်ပြီးမင်းဆိုတဲ့ယူလာမယ်ဒီအခုကလှုပ်တာလားအလုံးလှုပ်တာလားဆိုတော့အလုံးလှုပ်တာအလုံးလှုပ်တာဆိုဆရာတော်ဘာသုံးလဲဆို walk ကိုသုံးမယ် where do you walk မြန်မာမှာအလုံးလှုပ်လဲ what do you do for a living where do you walk မြန်မာမှာအလုံးလှုပ်လဲ ။ဒါဆိုရင်နှစ်မျိုးရသွားပြီเนาะ။အဲ့ဒီဝဲနေရာမှာကြိုက်တဲ့ဟာလေးပြောင်းနေ။ Why do you walk? မင်းဘာကြောင့်အလုပ်လုပ်လဲ။ What time do you walk? ဘယ်အချိန်မှာအလုပ်လုပ်လဲ။ဒီနေရာလေးတွေပြောင်းတက်ဖို့အတွက်ကလည်းဆရာရှိကစီးမှပြထားပေးပြီလား။ကြည့်နောက်တစ်ခါမင်းရဲ့အလုပ်ကိုမင်းကြိုက်လား။လာမေကွန်းမေကွန်းချင်းတဘာဝချင်းမတူဘူး။လဲမေကွန်းဆိုရင် WH လာတယ်။လာမေကွန်းဆို WH မလာတော့ပဲနဲ့အခုပဲထုတ်တော့မယ်။ရိုးရိုးကိစ္စပဲဆိုတော့ do နဲ့ပဲထုတ်လိုက်တော့မယ်။ဒီမှာ WH မပါတော့ဘူး။ do ပြီးလို့ရှိရင် subject ဖြစ်တဲ့ main ဆိုတော့ဆရာပါထည့်လိုက်ဆိုရင် do you do you ပြီးလို့ရှိရင် verb ကပါလဲဆိုကြိုက်တာဆိုတာ like do you like မင်းရဲ့အလုပ်မင်းဤဆိုတာတင်ဤကိုပြောချင်တာ you are do you like you are ဒီမှာပြောချင်တာလှုပ်တဲ့အလုပ်တွေကိုကိုစားပြောလားအလုပ်အကံကိုကိုစားပြောလားဆိုတာစဉ်းစားကြည့်လိုက်အလုပ်အကံကိုကြိုက်လားဆိုပြီးတော့မေးတာဖြစ်နေတာ do you like you are work လို့သုံးမှာစား do you like you are job လို့သုံးတယ်လေ work ဆိုတာမျိုးခွဲနေမျိုးတော့ work ဒီအကုန်လုံးစုပေါင်းထိုက်ထားအောင် job လို့ခေါ်တယ်နောက်တစ်ခါထပ်ပြောမယ်ဆိုရင် doctor ဆိုတာကဆရာဝန်ဆိုတာ job ဒေါက်တာအောက်မှာရှိတဲ့ဆေးထိုးတာတွေနော်နောက်ကျလူနာစမ်းသက်တာတွေအားတွေက walk တွေနော်အဲ့တော့အဲ့ walk တွေကိုကြိုက်လာလို့မေးမယ်ဆာအဲ့အလုပ်ကံကိုကြိုက်လာလို့ပေါင်းပြီးပြောတင်တာဖြစ်တယ်ပြောဆိုတော့ဘာသုံးလိုက်လဲဆိုရင် job ကိုသုံးလိုက်တယ်ကနားတစ်ခုကမင်းရဲ့အလုပ်ကအဖီအားများလားဖီအားများရဲ့ဆိုရင် meaning လေးကိုမှတ်ထားမယ်အဲ့ဒါဘာလဲဆိုရင် stressful stressful ဆိုတာဒီဆရာတို့မှတ်ထားမှာ adjective ဖြစ်တယ် adjective ရဲ့သဘာဝအရာရှေ့က CV မှာသင်ထားပေးပြီဆိုတာသူကရှေ့မှာ do that နဲ့မတွဲဘဲနဲ့ ms r နဲ့တွဲရမယ်အဲ့ကြောင့်ရှေ့မှာ ms r နဲ့သုံးမယ် ဟုတ်ပြီနော် MS စာနဲ့သုံးမယ်အဲ့တော့ main အလုပ်ကဘယ်လိုခေါ်လဲဆိုရင် your job ခုနကလိုပဲအလုပ်ကပဲပြောချင်တာဒီမှာ MS စာရှိလိမ့်မယ်တခုတည်းဆိုတော့ is ထုံးမယ် is ရေးမယ်ပေါ့နော်မေးခွန်းလုပ်မယ်ဆိုရင်အဲ့ is လေးကိုရှင်းထုတ်လိုက်တော့ဒီကောင် is ရောက်လာတယ်ဒါဆိုဘာကြောင့် is ရောက်လာလဲဆိုတာသိပြီနော်ဒီမှာ adjective ရှိရတဲ့ကြောင့်ရှင်းမှာ do that မထုတ်ဘဲနဲ့ is ထုတ်လိုက်တာ is your job stressful main အလုပ်ကဖိအားများလားဒီနောက်တစ်ခါမင်းကအချိန်ပြည့်အလုပ်လုပ်တာလားအလုပ်တာလားဆရာမတော်မလေး အချိန်ပိုင်းအလုပ်လုပ်တာလားဟုတ်ပြီအဲ့တော့လာမေကုန်းဆိုဘာနဲ့ပဲစမယ်ဆိုရင် do နဲ့ပဲစမယ်မင်းမဲ့ you ကိုထည့်မယ် do you အခုအလုပ်လုပ်တာပြောချင်တာဖြစ်တဲ့ကြောင့် work ကိုတောင်းမယ် do you work မင်းအလုပ်လုပ်တာလားအချိန်ဖြည့်ဆိုရင် full time လို့ခေါ်တယ် full time or အချိန်ပိုင်းကကြတော့ part time လို့ခေါ်တယ်အဲ့တော့အချိန်ပိုင်းအလုပ်ဆိုရင် part time job လို့ခေါ်တာဟုတ်မှတ်ထားနော် do you work full time or part time အဲ့ဆိုရင်မင်းအချိန်ပြည့်လုပ်တာလားအချိန်ပိုင်းလုပ်တာလားအချိန်ပြည့်လုပ်တာလားဆိုတာသိသွားပြီ ခဏခါမင်းရဲ့အလုံးနဲ့ပတ်သက်ပြီးအကောင်းဆုံးအပိုင်းကဘာလဲလဲမေးခွန်းလေးဘာလဲဆိုရင်ဘာနဲ့စမ်းလဲဆိုရင် watch နဲ့စမ်းဒီနေရာမှာမင်းရဲ့အလုံးနဲ့ပတ်သက်ပြီးအကောင်းဆုံးအရာကဘာဖြစ်တယ်လဲဆိုတော့ဖြစ်တယ်ဆိုတဲ့သဘောတရားပိုင်းတို့ကြောင့်ဆရာတော် amis ဆောင်သုံးလိုက်မယ်ဆိုတော့ is ထောက်อ่ะဖြစ်တည်သဘောတရားပိုင်းဒုတက်မတော့တော့ is ဘာအောင်မေးတာလဲအကောင်းဆုံးအရာလေးဆိုတော့အကောင်းဆုံး the best လို့ခေါ်ရတယ်လည်းမထားအရာဆိုတာသင်ပေါ့အပိုင်းဆိုရင် part ပေါ့ဆရာသင်တော့လိုက်မယ် what's the best thing မဲအလုံးနဲ့ပတ်သက်ပြီးနှင်းပတ်သက်၍ဆိုတာကိုရှေ့ကစီးမှာသင်ပေးထားတယ် about ခန့်အကြောင်းနှင်းပတ်သက်၍မဲအလုံးဆိုတော့ your job မဲအလုံးနဲ့ပတ်သက်ပြီးတော့အကောင်းဆုံးပိုင်းရပါဖြစ်လေဒါဆိုရင်လည်းကိုကပြောလို့ရပါဘော the best things about my job is as ya ဆိုရင် helping people understand what လူတွေကိုနားလည်အောင်လုပ်ပေးရတာဒါဆရာစိတ်ထားမှာအကောင်းဆုံးပိုင်းလို့ထင်နေတာပေါ့ဘာဖြစ်လို့ဆိုတော့အလုပ်တစ်ခုကိုလုပ်ရင်းနဲ့ကုသိုလ်ရောပညာရောအဥ္စာရောတုံးစလုံးရဖို့ဆိုတာမလွယ်ဘူးပေါ့နော်ဒါပေမဲ့ဆရာစာသင်တယ် စာတင်တဲ့အခါကနေပြီးတော့ဆရာကုသိုလ်တွေအများကြီးရတယ်။အလုပ်လုပ်ရင်းနဲ့ကုသိုလ်ရဖို့ဆိုတာမလွယ်ဘူး။အဲ့တော့အဲ့လိုမျိုးရတဲ့ကြောင့်ဝမ်းသာတယ်ပေါ့နော်။အဲ့ဒီထက်မှမအကောင်းဆုံးပတ်ရပါလဲဆိုရင် the best thing is helping people understand လူတွေကိုနားလည်အောင်ကုသိုလ်ပေးရတာဆရာတို့အကောင်းဆုံးအပိုင်းပါပဲ။အဲ့လိုပဲဟိုဒီမှာရှိတဲ့ follow ကလည်းကိုယ့်ရဲ့အလုပ်မှာရှိတဲ့အကောင်းဆုံးအပိုင်းလေးတွေကိုရေးချင်တယ်ဆိုရင်ခွန်မှတ်မှာရေးခဲ့လို့ရတယ်ပေါ့နော်။မရေးခဲ့ကြင်လည်းဆက်လေးလာလို့ရတယ်။အားလုံးပဲဆက်ပြီးကြိုးစားကြပါ။မှတ်သားဆရာကြီးရသွားမယ်လို့ဆရာကတော့ထင်ပါတယ်။ဆက်ပြီးကြိုးစားကြပါနော်။အားလုံးပဲ fighting ပါ။